ာကြတာကိုအရက်နဲ့ပြန်ဖြေတဲ့အဲ့ဒါကိုနောက်တိုင်းခေါ်ပေါ်ရ hair of top လို့ခေါ်ပါတယ်အဲ့ဒါကတော့သူတို့ရဲ့ရှေးဟောင်းပုံပြင်ထုံးစံပေါ့နော်ဒီခွေးတကောင်ကြိုက်ခံရရင်အဲ့ခွေးကြိုက်တဲ့တန်ရအောင်အဲ့ခွေးရဲ့အမွှေးလေးနဲ့တို့တာပုံတိုင်းခွေးရောကမကူးဆိုသူတို့ရဲ့အဲယုံတန်းရှိခက်ယုံယုံကြည်မှုသူရှိခဲ့ပေါ့နော်အဲ့တော့ဒိဗေကတော့တစ်ခုခုကြောင့်ဖြစ်ခဲ့အဲ့ဖြစ်တဲ့ဟာကြောင့်ပြန်ပြီးတော့ဒီဟာနဲ့ပြန်ကုတာတာဟုတ် hair of dog လို့ခေါ်တာပါအဲ့တော့အရက်နာအရက်ကြောင့်အရက်နာကြတာကိုအရက်နဲ့ပြန်ပြီးတော့ကုတာကိုပြန်ဖြေတာကို hair of dog လို့ခေါ်ပါတယ်နောက်တိုင်းနောက်တိုင်းဒီဒီ social twin card ထဲမှာဒီ17ရာခိုင်နှုန်းလောက်ကတော့ဘူးပြီးတော့အရက်နာကြရင်ပြန်ဖြေကြတယ်ပေါ့နော်ကျွန်တော်တို့ရဲ့အတွေ့အကြုံရတော့ဥနုစင်ကာလာပါပေါ့နော်ဘယ်လိုလုပ်ပြီးတော့ပြန်ဖြေလို့ရမှာလဲအရက်နာကြပြီဆိုရင်အရက်ကိုထိအောင်ရေတော်မတော့ရေတော့ဟိုမှာရေနာကြရေတောက်တိုင်းအရေတောက်တိုင်းအ ရက်မပြောနဲ့ဘူးเนาะဒီတောက်တိုင်းအန်ဟတာเนาะအဲ့တော့ဘားကူကိုသွားမယ်ထပ်ပေါ်တော့9နိုင်လောက်ရောက်မယ်အဲ့မှာတောက်ကြစားကြပြောကြပါကြအဲ့ဒီမှာမူးလို့မူးမမသိဘူးเนาะတောင်းရင်တောင်းရင်တောင်းရင် limit တွေကလည်းမသိတော့ဘူးเนาะကိုတောက်တဲ့ limit တွေလည်းမသိတော့ဘူးတနာ ਈ လောက်အဲ12နာခုခေတ်ဆို12နာရီပေါ့เนาะ12နာရီကြာတော့ဘားပိတ်တော့ပြန်ကြပေါ့အဲ့မူးနဲ့ပြန်လာအရောက်တော့လေအဲ8ဒေါ်လာပဲเนาะတောင်းတနာ ਈ လောက်ကအိတ်လိုက်တယ်ဆိုရင်2နာရီ3နာရီ4နာရီ5နာရီ6နာရီ9နာရီ 8နာရီလောက်ဆိုရင်ကျွန်တော်တို့ရဲ့တောက်ထားတဲ့ alcohol အသေးကခြေဖြတ်ပေးတဲ့ metabolism ပေါ့နော်အဲခြေဖြတ်ပေးတဲ့သဘာဝပြီးဆုံးခံလောက်ဖြစ်သွားအဲ့လိုပြီးဆုံး alcohol အတိုင်း alcohol ဆစ်စစ်တီခြေဖြတ်ပြီးွားတဲ့အချိန်မှာဘယ်သူအလှည့်ရောက်လာလဲဆိုတော့ခုနက toxicity အလှည့်ရောက်လာ alcohol ကြောင့်ဖြစ်လာတဲ့ toxicity ရက်မတန့်စင်မှုကြောင့်ဖြစ်လာတဲ့ toxicity ပြီးရင်မက်သနောပါဝင်မှုများတဲ့အရက်ဆိုလို့ရှိရင်အဲ့မက်သနောတွေကိုဟိုအသေးအစာ ဲ့ဒီအချိန်ကအဲ့ချီဖြစ်တဲ့အချိန်ကကျွန်တော်တို့အိပ်ရထားတဲ့အချိန်ဖြစ်နေပြီးခွိုင်းပြီအဲ့မှာကျွန်တော်တို့ဟိုမှာခေါင်းကြိုက်တာခံစားရတာနော်ပြန်ဖြေတယ်ဆိုတာကရက်နာကြာမှုရဲ့အစိုးရဆုံးအချိန်ကခန္ဓာကိုယ်ထဲမှာရှိတဲ့အီတိုင်းအယ်ကိုလေဗယ်0ရောက်သွားတဲ့ခါကျရင်အဆိုးဆုံးပါတယ်စိတ်တောက်တွေနဲ့အသေးနဲ့ဇလန်းဆတဲ့ခြေဖြတ်တဲ့ဇလန်းဆတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့တော်တော်ခံစားရတဲ့အချိန်ပေါ့နော်အဲ့ဒါဆိုရင်အယ်ကိုဟောလ် ထက်ဝင်သွားတဲ့ခါမှာအရက်နာကြတာဘာဖြစ်လို့တတသွားတာလဲဆိုတော့ကျွန်တော်ပြောပါမယ်ကျွန်တော်ခန္ဓာကိုယ်ကဒီအရက်တောက်တုံးတဲ့ခါမှာဒီဒီတိုင်းအယ်ကိုဟောစစ်စစ်ကိုဒီအသေးကစတင်ခြေဖြစ်ပါလေအရေးနဲ့ပေါ့နော်အဲ့တော့အသေးကဒီတိုင်းအယ်ကိုခြေဖြစ်မှုကုံဆုံးသွားတဲ့ခါမှာသူက အစိတ်တောက်တွေမတနာတွေအဲခုနကအရက်နဲ့တက်အသေးနဲ့တက်ပြီးထွက်လာတဲ့အစိတ်တွေကိုထက်ခြေဖြစ်တယ်အစိတ်အသေးကအစိတ်မှန်တဲ့မြောက်ခြေဖြစ်ပြီးတာပေါ့နော် အဲ့ဒီအချိန်မှာရက်နည်းနည်းလေးထဲလိုက်တဲ့ခါမှာရက်ကောတောက်လိုက်တဲ့ခါမှာအာဒီအစိတ်တောက်တဲ့မတနောတွေကိုချေဖြတ်နေတဲ့အသေးဟာရုတ်တရက်သူ့ရဲ့အရင်မိတ်ဆွေအီတိုင်းအယ်ကိုဟောကိုပြန်တွေ့ပြီးတော့အလုံးချုပ်သွားစေအဲ့ချိန်မှာအာခုနကအစိတ်တောက်တဲ့မတနောတွေကခဏဘေးဖယ်လိုက်တာဘေးဖယ်လိုက်တဲ့ခါကျတော့အဲ့မှာကျွန်တော်ရက်နာကြခြင်းတက်တာပါတယ်နော်ပြန်ဖြေတဲ့ခါမှာအရက်ကအရက်ပြင်းတော့မဟုတ်ဘူးနော် juice ထဲမှာအရက် Volga ထဲတောက်တာတွေဥပမာ Vladimir လို့ကောက်တယ်မျိုးပေါ့နော်ခင်းချင်းကြီးနဲ့အဲခင်းချင်းကြီးနဲ့ Volga နဲ့ပေါ့နော်အကောင်းဆုံးကဒီရက်နာကြမှုရဲ့အကောင်းဆုံးကတော့ရေတောက်ပြီးအိတ်ဆက်နားယူလာအကောင်းဆုံးပေါ့နော်အိတ်ဆက်လေးအိတ်ပျော်ပါလေသူကပိုပျောက်နေတာပေါ့နော်နောက်တစ်ခုကဒီ juice တွေနဲ့ရှင်နဲ့ဖြောချရလဲကောင်းပါလေပါပရက်ဆိုတော့ဒီ alcohol လေးမတန့်စင်တဲ့ဟာတွေကအစိတ် C ဖြစ် စစ်ထုတ်ပေးရင်လည်းဟိုပြန်ထွက်သွားပါလေစီးရနေလေမေတာဆွပြုတ်ထဲကို forka ထဲတော့ပါလေအဲ့ဒါကို wood shock out deal လို့ခေါ်ပါလေ PR ရဲကိုကျွန်တော် forka ထဲမှာကြောက်တက်ကုန်ခတ်တော့ထည့်ပြီးတော့တောက်လိုက်တာလေဒါလည်းရက်နာကြမှုခနာတက်တာစီနော်အဲ့လိုရက်ထည့်ပြီးတော့ဘောနော်ဖြည့်ပြန်ဖြည့်ခြင်းကတကယ်တော့ရက်နာကြခြင်းကိုပျောက်ကင်းစေရမှာမဟုတ်ပါဘူးရက်နာကြခြင်းအချိန်ရွှေ့ခြင်းလာဖြစ်ပါလေနော်